စိတ်မဆိုးကြည်ဟယ်လိုခင်တို့လည်းနေပြောကြလို့ပါဟုတ်ပါရဲ့ရှင်အော်ညီမဟိုညီမရှမ်းရွာဆိုင်ရမလားအကိုတခုတော့ပြောကြလို့ညီမအဝေရောနော်ဟုတ်ညီမဟိုအကိုရှိရာပစ္စည်းဝယ်ွားလေပတ်စံနေရလိုနေတယ်တက်လားဘောက်ချာနဲ့ပြန်ပြီးကိုက်ကြည့်ရပတ်စံလိုနေပြန်ပြီဘယ်လိုမျိုးလဲမရှိပါဘူးဘယ်လိုဆိုလဲဖိုင်နန့်ဆိုတဲ့အကိစ္စရှိရမှာလေဘယ်လိုလဲဘယ်လိုရှိရမှာမဟုတ်တာညီမလေးကပတ်စံမပေးွားဘူးလား ဆက်ဆက်မပေးပါဆိုရင်လည်းတတိယ supplier တွေနဲ့တတိယသဘောတူညီမှုလက်မှတ်ထိုးပါညာအကုန်လုံးပါလေအဲ့အဲ့ supplier တွေဆိုရင်မှအကော supplier မဟုတ်ညီမလေးရဲ့ဟုတ်လားညီမလေးအကိုရည်သလိုရည်သလိုရည်သလိုနဲ့မလုပ်ပါဘူးလေ ဖြစ်လာတယ်။အညီမလေးကလည်းစော်အားလိုက်လာ။အပေါ်မူမအနေနဲ့နော်။မမဟုတ်လေညီမလေးခင်တိုးလိုက်မလား။ဟုတ်ပါရှင်။ပတ်စံလို့နေလို့အကိုလှမ်းပြောတာ။အဲအကိုတစ်ချက်ပြန်ပြီးတော့ပေါချာနဲ့တကွာပတ်စံလာပြန်ရှင်းပေးပါဆိုပြီးလှမ်းပြောတာပါညီမလေး။ဟုတ်ပါတယ်။ဒီမှာတစ်ချက်ရှင်းပြရအောင်ဆိုတော့တတိယတော့ finance ဆက်မှာအပြည့်အဝနဲ့ရှင်းပြရအောင်။ဘယ်လိုဆက်နေညီမလေးပတ်စံပြန်တောင်းလိုက်လိုက်လေ။ညီမလေးကိုယ်တိုင်အကိုတစ်ချက်လာရှင်းပေး။ဘာမှလည်းအဲ့လောက်ကြီးကြားရတယ်မဟုတ်ဘူး။ ။တို့ရာ၃တောင်းလောက်ပဲတို့ရာကွာသလား။အမှုတော်ကလည်းလည်းဆင်းလား။မဟုတ်ဘူး။အခုဒီမလေးဟုတ်တယ်အကျွေးမရဘူးလေအကျွေးမရအခုလည်းအခုလည်းဒီမလေးကိုဘယ်တော့မှအကျွေးမရအောင်ဒါပေမဲ့ဒီမလေးပတ်စံရှင်းခဲ့တဲ့အချိန်မှာပတ်စံနည်းနည်းလိုသွားတယ်။အဲ့ဒီတော့ကြောင့်မလို့ဟိုပစ္စည်းနဲ့ပတ်စံတွေတစ်ချက်ပြန်လိုက်ရမယ်။ပြီးခဲ့တဲ့တရက်နေရကွာအဲ့ဒါတစ်ချက်အခုပြန်ကြည့်ပေး။အဲ့ဒါအခုလည်းအခုပြန်နေအမှားတွေကိုတစ်ချက်ဒီလိုပြောရမှာပဲ။ကိုယ်မှားနေလို့လားပြောအခုလည်းမှားနေလို့ပြောရအောင် ်ဆိုဆိုင်မှာလည်းလိုက်တာကိုတတိယလည်းပြောနေပြီအဲ့ဘယ်လိုလုပ်ရမလဲအဲ့ဒါပြောခိုင်းလိုက်ပေါ့အပြောခိုင်းလိုက်လို့မရဘူးလေညီမလေးရညီမလေးလည်းဝင်တယ်အကိုလည်းဝင်တယ်ဝင်တဲ့ချင်းချင်းတော့နားလေပြေးလေနားလေမှုဆိုတာလိုရင်းညီမရဲ့အခုကစတယ်လှားနေတယ်ဒါမှမဟုတ်အဲ့လိုမျိုးအကျိုးရအဲ့လိုမျိုးဖြစ်တာကသူ့ရဲ့လိုက်ကျနေရတယ်အဲ့ဒါလည်းအခုအချွေးပေးရအခုအချွေးပေးရအခုဘယ်တော့အချွေးပေးဘူးလဲအခုတော့ဘာကိုလည်းမသိပါဘူးဘယ်လိုလုပ်ရပါလဲဘယ်လိုပြောရလဲဘယ်လိုသိပါလဲအဲ့ဆိုအခုညီမလေးတတိနဲ့ပြောမယ်မင်းတတိနဲ့ပြောရအောင်အဲ့လိုမျိုးနဲ့ကျွန်တော်ဘာမှမသိဘူးလေနည်းနည်းပတ်စံနဲ့ပြောရလို့ပြောရနည်းနည်းမြန်မြန်ပတ်စံပတ်စံမယ်ညီမလေးရအဲ့တော့ညီမလေးတတိ ေးနဲ့ပြောရမှာပဲအဲလူကြီးကိုပေးလိုက်ဒါမှမဟုတ်တထေးမပေးခြင်းလို့ပဲတော်တော်ကြီးပဲတော်တော်ကြီးရတယ်အမကလည်းဘာလို့လဲတုံးတုံးကတုံးတုံးကလည်းဆက်အဲဒီခမလေးပြောလို့ရှိနေတယ်ငန်းပြားကြီးပလင်းတွေဝယ်သွားရဲ့ကိစ္စရောအော်ကဲတနေ့တနေ့ဆိုင်မှာငပြားနဲ့ပတ်သက်တာကတနေ့ကိုရှင်းဆိုင်ဆွဲတယ်ငပြားကြီးမတုံးပါဘူးရှင်းအခုမေးသေးရဲ့အဲ့ငန်းပြားကြီးပလင်းဝယ်တော့ဘာလို့ဖို့လဲဆိုတော့ဖြော်တော့မလို့တဲ့အော်အဲ့ဆိုတော့အခုအရှားကြီးပြောနေတယ်ကွာဒါလည်းမဲဆွဲတယ်ဒီအင်းဇလန်းလာချိန်မှာဘာလို့လဲဘယ်လိုဇလန်းလာချိန်တာရောဟာဒုက္ခပဲဟုတ်ပါဘူးဟုတ်ပါဘူး ိတ်မဆိုးကြီးအကိုတို့ cherry fan မြေစိတ်မဆိုးကြီးအစီအစဉ်မှာလीကိုမြင့်အောင်အညီမလေးကိုစားပေးပါဆိုပြီးပြောသွားလို့ဗျာတကယ်ပေါ့တကယ်ပေါ့ဟုတ်ပါရဲ့အဲ့တော့ညီမလေးတို့အကိုတို့တခြင်းတစ်ပုဒ်လက်ဆောင်ဖွင့်ပြပေးမယ်ဘာတခြင်းနားထောင်မလဲ stand by me ဘာ stand by me ပြီးတော့အဲ့လွတ်မေးလိုက်မယ်နော်ညီမလေးနဲ့အကိုနဲ့အခုပြောတဲ့အသံဖိုင်ကိုလည်းအကိုတို့စီမံပြန်ပြီးလွှင့်လိုက်မယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့ Number one radio station.